အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့သတင်းဌာနကနေအော်တိုပါလာ24ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တရားမဝင်ကုန်သွယ်ရေးနဲ့စီးပွားရေးလုပ်ငန်းများလုတ်ကင်ပဝင်ပတ်သက်မှုဖြင့်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှုဘူချုံနိုင်စောဦးကိုယာရုမဖေရှာဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ရှမ်းပြည်နယ်တွင်တရားမဝင်ကုန်သွယ်ရေးနှင့်စီးပွားရေးလုပ်ငန်းများလုံခြုံပါဝင်ပတ်သက်မှုဖြင့်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မူဘူချုံနိုင်စောဦးကိုရှာတုမဖေရှာဖမ်းဆီးလိုက်ကြောင်းစစ်ဖက်သတင်းရှင်းပြနှင့် CDN ဘူကြီးစင်ရောကသတင်းဌာနကိုပြောကြားပါရယ်တရားမဝင်ကုန်သွယ်မှုများကိုဖမ်းဆီးရမှစတင်၍ခိုးပုံးနည်းပညာကျောင်းအုပ်ကြီးဘုံမူချုပ်တန့်ထင်ဆိုနေတိုင်မူဘူချုံနိုင်စောဦးတို့အကြားပြဿနာတက်ကြကြောင်းတိုင်မူထံသို့လက်ပေးလက်ယူထားသည့်ကုန်ကားတချို့နှင့်သစ်ကားတချို့ကိုခိုးပုံးနည်းပညာကျောင်းအုပ်ကြီး ဘုံမှုချုပ်တန့်ထင်ဆိုတဲ့တက်နယ်မှုများကဖမ်းဆီးခဲ့ရမှာပြဿနာဖြစ်ပေါ်ခဲ့ကြောင်းရှင်းကိစ္စအတွက်ဘုံမှုချုပ်တန့်ထင်ဆိုကနေပြည်တော်သို့တိုင်ကြားရမှာယခုခေတ်သို့အရှေ့ပိုင်းတိုင်းတိုင်းမှုဘုံချုပ်နိုင်စောဦးကိုဖေရှားဖမ်းဆီးတည်အထိဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းသိရပါတယ်ဖြစ်တာကတော့ဖူပုံကြောင်အုပ်ကြီးနဲ့တက်နေမှုတို့ရဲ့စစ်စစ်ရေးအဖွဲ့တွေကတိုင်းမှုကိုကားထားတဲ့ကုံကားတွေနဲ့တစ်ကားတွေဖမ်းဆီးရကစတာညှိကုံကြတာအဲ့ဒီမှာပုံမှုကျုပ်တန့်ထင်ဆိုကနေပြီးတော့အထိတိုင်နေအဲ့ဒါနေပြီးတော့ကနေပြီးတော့အရှေ့ပိုင်းတိုင်းတိုင်းမှု ဘိုးချုပ်နိုင်စောဦးနှင့်ကိုရီးအရာရှိဘိုးကြီးရဲသူအောင်ကိုဆင်ပြီးဖမ်းနေစေယုံကနေဓာတ်ရိုက်ဆင်ဖမ်းနာဟုစစ်ဖက်တင်ရင်းမြစ်ကပြောဆိုပါတယ်စီဒီအမ်ဘိုးကြီးစင်ရောကလည်းအရှိပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှုဖမ်းဆီးခံရမှုမှာအတီးပြူထားနိုင်ပြီးဟိုပုံစစ်နီးပညာကျောင်းအုပ်ကြီးဘုံမှုချုပ်တန့်ထင်ဆိုလိုအကြောင်းပြဿနာများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းပြောဆိုပါတယ်ရပခအရှိပိုင်းတိုင်းတိုင်းမှုဘိုးချုပ်နိုင်စောဦးသူကတေဆ25ကဘုံမှုချုပ်တန့်ထင်ဆိုနဲ့ညှိတယ်လို့ပဲအကြံပြသရပါတယ် ဖို့ပုံနှိပညာကျောင်းအုပ်ကြီးနဲ့ညှိတာဟုစီဒီအန်ဘူကြီးစင်ယောကပြောဆိုပါတယ်။ဖိုမူကျုံနိုင်စောဦးသည် ရခင်ကဘာထူးတက်မြို့ကြီးတိုက်ခိုက်ရေးတင်နန်းကျောင်းဤကျောင်းအုပ်ကြီးဖြစ်ပြီး2029ခုနှစ်ဩဂုတ်လအတွင်းတွင်မှအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ဤတိုင်းမှုအဖြစ်ယာဒူးတိုးမြစ်ခံခဲ့ရသူဖြစ်သည်။ဖိုမူကျုံနိုင်စောဦးသည်အရှေ့ပိုင်းတိုင်းတိုင်းမှုဖြစ်ပြီး၃လနီးပါးအကြာတွင်တရားမဝင်ကုန်သွယ်မှုနှင့်တရားမဝင်စီးပွားရေးလုပ်ငန်းများတွင်ပါဝင်ပတ်သက်မှုဖြင့်ယာဒူးမှဖေရှားဖန်စီခြင်းခံလိုက်ရခြင်းဖြစ်သည်။ ဆက်လက်ပြီးမဲဆွယ်စည်းရုံးမဲ့နေရနီးလာချင်းလုံခြုံရေးတိုးမြင့်ဖို့စစ်ကော်မရှင်ပြောတယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရွှေခောက်ပွဲဝင်ပြိုင်ချမဲ့ကိုစဲလက်လောင်းတွေအတွက်စူဝေးဟောပြောတာနဲ့မဲဆွယ်စည်းရုံးမဲ့နေရနီးခတ်လာချင်းမှာလုံခြုံရေးကိုတိုးမြင့်ဆောင်ရွက်ဖို့စစ်ကော်မရှင်ရဲ့ဝင်ကြီးချုပ်ဦးမျိုးစောကတတိပေးပြောဆိုလိုက်ပါတယ်။စစ်ကော်မရှင်ရဲ့ပြည်ထောင်စုအစိုးရဖွဲ့အစည်းအဝေးမှာဝင်ကြီးချုပ်ကရွေးကောက်ပွဲကာလအတွင်းလုံခြုံရေးကိုအလေးထားဖို့ထည့်သွင်းပြောဆိုခဲ့တယ်လို့နိုင်ငံပိုင်စစ်တပ်ဝါဒဖြန့်သတင်းစာရီမှာဖော်ပြပါတယ်။ မွန်ပြည်နယ်မှာတော့ရွေးကောက်ပွဲကျင်းပနိုင်ရေးဒေသအလိုက်လုံခြုံရေးတိုးမြင့်တာပါဝင်မျိုးဝင်မျိုးထွက်စစ်ဆေးရေးဂိတ်တွေမှာလည်းဖိတ်ဆိုရှာဖွေစစ်ဆေးမှုတွေအရှိန်မြင့်လောက်ဆောင်နေတယ်လို့ဒေသခံတွေစီကသိရပါတယ်ဖြီသူကောက်ွယ်ရေးတက်မတော် PDF မွန်ပြည်နယ်တထုံကရိုင်တာဝန်ခံကိုအေးမင်းထွန်းကသူတို့လှုပ်ရှားတဲ့ဒေသဘက်မှာစစ်တပ်ကအင်အားပြပြီးလုံခြုံရေးတိုးမြင့်ထားတာရှိတယ်လို့သတင်းဌာနကပြောပါတယ် ဒီစစ်ကောင်စီကတော့စာကမသူတို့လုံမဲ့တရားမဝင်ရွေးကောက်ပွဲကိုလုံခြုံရေးကတော့အရင်ကထက်ဆိုင်တော့တိုးမြင့်ထားတာတွေရှိတယ်။အများအပြားမျိုးတဲမှဆိုရင်အရက်ဝတ်တွေနဲ့လုံခြုံရေးတိုးမြင့်တာတွေရှိတယ်။နောက်တစ်ခုကအဝေးပြေးကားလမ်းမကြီးနဲ့ဤတဲ့ရွာတွေကိုကင်းပုံထိုးတာတွေစစ်ကြောင်းလှည့်တာတွေအဲ့ဒါမျိုးနဲ့အင်အားပြတဲ့သဘောပုံ။ဂျာမျိုးတွေသူတို့လုံတာရှိတယ်။စစ်ကောင်စီကလုံတဲ့ရွေးကောက်ပွဲကတရားဝင်ရွေးကောက်ပွဲမဟုတ်ဘူး။ဒါကြောင့်ကျွန်တော်တို့ကနှီးမျိုးစုံနဲ့တိုက်ဖြတ်သွားမှာပဲလို့ဆိုပါတယ်။ လာမယ့်ဒီဇင်ဘာ28ရက်နေ့စတင်ကျင်းပမယ့်အပိုင်းတအထူးထွေရွေးကောက်ပွဲမှာနိုင်ငံတော်ဝန်ရှိတရားနှမျိုးနယ်မှာပြုလုပ်သွားမှာဖြစ်ပြီးကျန်တဲ့မျိုးနယ်တရားကိုတော့ဒုတိယအကြိမ်အပိုင်းနှစ်အဖြစ်နောက်နှစ်ဇန်နဝါရီမှာကျင်းပနိုင်မယ်လို့ခန့်မှန်းထားကြပါတယ်။မွန်ပြည်နယ်မှာတော့တပီနယ်လုံးကိုထွေထွေရွေးကောက်ပွဲကျင်းပဖို့စစ်ကောင်မရှင်ကရာထားပြီးအပိုင်းတမှာတော့ကြိုက်ထူသက်ထုံမော်လမြိုင်ချောင်းစုံနဲ့ကြိုင်မယောမျိုးနယ်တို့မှာကျင်းပသွားမှာဖြစ်ပါတယ်။ ကျန်မျိုးနယ်တွေကိုတော့လာမယ့်နှစ်ဇန်နဝါရီအတွင်းဆက်လက်ကျင်းပမယ့်အပိုင်းနဲ့အထွေထွေရွေးကောက်ပွဲမှာပြုလုပ်နိုင်တယ်လို့ပြောဆိုနေကြပေမယ့်မဲဆန္ဒရှင်ပြည်သူအများစုဟာမဲစည်းရင်းတွေကိုတောင်စစ်ဆေးဖို့စိတ်ဝင်စားကြပါဘူးဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဟာကြတော့ရေးမျိုးနယ်မှာဇန်နဝါရီလမှဖြစ်မယ်ဆိုတော့ဒီဘက်ချမ်းကလည်းစိတ်ပါဝင်စားမှုကမရှိဘူးရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ကိစ္စအလုံးပြည်သူတွေကမဲစင်းကအစာမသိကြဘူးအခုလက်ရှိအချိန်အထိ ပြည်သူတွေမဲဆင်းရင်တောင်မှကိုယ်နာမည်ပါမပါမကြည့်ကြတော့ဘူးဆိုတော့ရွှေကောက်ပွဲဖြစ်တဲ့အချိန်ကျရင်တော့အများဆုံးမဲဆန္ဒရှင်တွေထဲချမှာမဟုတ်ဘူးအမတ်ရဲ့ဝင်ပြိုင်မဲ့ကိုယ်စဲလေလောင်ဆွေမျိုးအတိုင်းဝိုင်းတွေလောက်ပဲအများဆုံး30ရာခိုင်နှုန်းလောက်ပဲမဲထဲချမယ်လို့မြင်တယ်လို့ရေးမျိုးနဲ့ဒေသခံတအူကပြောပါတယ်စစ်ကော်မရှင်ရဲ့ဝင်ကြီးချုပ်ကတော့လွတ်လပ်ပြီးတရားမျှတတဲ့အထွေထွေရွှေကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးဖွင့်လင်းမြင့်ထားတဲ့ရွှေကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေနဲ့အညီဆောင်ရွက်ဖို့ပြောပါရယ် ကြားပြင်ရွေးကောက်ပွဲမှာအသုံးပြုမယ်မြန်မာအီလက်ထရောနစ်မဲပေးဆက် MEVM ကိုပြည်သူတွေအသုံးပြုတတ်စေဖို့ပညာပေးရေးအစီအစဉ်တွေလည်းဆောင်ရွက်ဖို့အစည်းအဝေးမှာညွှန်ကြားထားတာရှိပါတယ်။လက်ရှိမှာလည်းရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ကြမယ်ကိုယ်စားလှယ်လောင်းအမည်စရင်တွေကိုစစ်ကော်မရှင်ထိန်ချုပ်ထားနိုင်တဲ့တိုင်းနယ်ပြည်နယ်ရှိသက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့အစည်းတွေကကြေညာထားပြီးဖြစ်ပါတယ်။မွန်ပြည်နယ်မှာတော့ပြည်သူ့လွတ်တော်အမျိုးသားလွတ်တော်နဲ့ပြည်နယ်လွတ်တော်အပြင်တိုင်းဒေသလူမျိုးမဲဆန္ဒနယ်၃ခုမှာဝင်ပြိုင်ကြမယ်။နိုင်ငံရေးပါတီ၉ခုနဲ့တတိပုဂ္ဂလအပါအဝင် ကိုစလေလောင်250ကျော်ရှိနေတာပါဒီအတွက်စူဝေးဟောပြောတာနဲ့မဲဆွယ်စည်းရုံးတဲ့ကာလကိုတော့အောက်တိုဘာ28ရက်ကနေဒီဇင်ဘာ26ရက်နေ့အထိရပ်ပေါင်း60အတွင်ခွင့်ပြုထားတယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကအသိပေးထားပါတယ်ကြပါမယ်လုံခြုံရေးအကြောင်းပြချက်နဲ့စီတန်းလှည့်လည်ပြီးမဲဆွယ်စည်းရုံးနာကိုတော့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကခွင့်မပြုဘဲပိတ်ပင်ထားတယ်လို့နိုင်ငံရေးပါတီတချို့ကသတင်းဌာနကိုပြောပါရယ်။မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ရေးဌာနမှနိုင်တလနိုင်က လောလောဆယ်မှာလုံခြုံရေးအတွက်ဆိုပြီးစစ်တပ်ကရက်ရွာတွေရဲစခန်းတွေမှာရှိတဲ့အင်အားထက်တိုးချဲ့ချထားတယ်လို့ပြောပါတယ်။သူတို့လုံခြုံရေးအတွက်ဆိုပြီးစစ်အင်အားတိုးချဲ့တာရက်ရွာတွေမှာရဲစခန်းတွေမှာတော့ရှိတဲ့ရှိထိုက်တဲ့အင်အားထက်ပိုပြီးတော့အင်အားတိုးချဲ့ထားတာမျိုးရှိတယ်။ဒါပေမဲ့ပြီးခဲ့တဲ့အပတ်ကတော့စစ်ကြောင်းထိုးတဲ့အခြေအနေတွေရှိတယ်။လောလောဆယ်ကဒီလောက်ပဲရှိသေးတယ်။ဆိုတော့ဒီရွေးကောက်ပွဲအတွက်မဲဆွေကာလမှာတော့တနည်းတစ်ပုံသူတို့ဘက်ကတော့ပြင်ဆင်လာနိုင်ချေရှိအောင်မယ်လို့ကျွန်တော်ထင်တယ်လို့ဆိုပါတယ်။ MSFC ရဲ့ကာကွယ်ရေးဌာနအောက်မှာ မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ကောင်စီရဲ့အဖွဲ့ဝင်ဖြစ်တဲ့ရေးပြည်သူ့ကော်ဂွေရဲ့အဖွဲ့ YPDF တို့ဟာပြည်내တောင်ပိုင်းနဲ့ရေပြူမြို့နယ်တို့မှာမဟာမိတ်တွေနဲ့အတူစီရေးလှုပ်ရှားနေတာပါမွန်ပြည်ဖက်ဒရယ်ကောင်စီအပါအဝင်တော်လှန်ရေးအင်အားစုတွေဟာစစ်ကော်မရှင်ကျင်းပမဲ့အထွေထွေရွေးကောက်ပွဲကိုအထူးရောက်လို့သာတတ်မှတ်ပြီးစန့်ကျင်တိုက်ဖြတ်သွားမယ်လို့ထုတ်ပြောထားကြပါတယ်စမိုင်းတဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်